ုပ်ပြီးတော့လှုပ်တာဗန်စလင်ထဲမှာလည်းလုံးဝမတွေ့ဘူးအေးငါနဘူးအချွေချီမအကြောင်းလှုပ်ထားတဲ့ပက်ဆက်ကိုနင်ပြဲလွှဲမပေးဘူးဆိုလို့ရှိရင်နင်၄၅၆ရက်၇ရက်ပဲစောင့်ကြည့်နေလိုက်ငါငါဘာလို့ပြမလဲဆိုတော့နင်းစောင့်ကြည့်လိုက်ရနင်းပုံရောဂူလလောတဲ့နင်းပုံလည်းငါလိုင်းမှာတင်ထားတယ်နင်းဗန်ကိုလည်းနင်းပြန်ဖို့လည်းဗန်အောက်ကိုလည်းငါသွားပိတ်ခိုင်းထားတယ်ဗန်ကို၁၆00ကိုပြန်လွှဲပေးရင်ပွေးမပေးလို့ရှိရင်9ရက်အတွင်းနင်းသို့ပုတ်ပွက်အန်စရာမရှိနေကဲကြီးကိုမောင်နှမကြီးတတိထားကြပါဒီနေ့ပဲကျွန်တော်တို့လင်များ လိန်ငံထိသွားတာပေါ့နော်လိန်ငံထိတာအခုမှဘာဘာနေပြီးတော့ကျွန်တော်အခုငွေစစ်ပြီးပြန်လာနေကိုကျွန်တော်ကားပေါ်ရအောင်ကျွန်တော်ပြောပြမယ်ဘာလို့ဖြစ်လို့လိန်ငံထိလဲဆိုတော့ဒီနေ့ကျွန်တော်တို့တွေဟိုဈေးဝယ်တဲ့လူတစ်ယောက်ကနော်အခုပဲကျွန်တော်ဗန်ထဲမှာပတ်စံစစ်ပြီးလာတာဈေးဝယ်တဲ့လူတစ်ယောက်ကပတ်စံဈေးတစ်ထောင်ဘူးဝယ်တယ်ဗျာဈေးတစ်ထောင်ဘူးဝယ်တာကိုသူကဘယ်လိုလဲဆိုတော့ဟိုပတ်စံမှားလွဲမိသွားတယ်တသာအောင်လို့ဆိုပြီးတော့ကျွန်တော်ဟိုပို့လာပေးတယ်အဲဆက်လက်တွေပို့လာပေးတယ်ကျွန်တော်ဗန်ထဲလဲအဝင်နေရာမှာဝင်ကြည့်တယ်ဗောနော်ဒီမှာကျွန်တော်ပြထားသူပဲ ဝင်ကြည့်တဲ့အခါကျတော့ပတ်စံကလည်းဝင်နေတာဝင်နေဆိုတော့ကျွန်တော်အဲ့သူ့ရဲ့ဒီဟိုစလစ်ကိုပေါ့နော်စကန်နေပါလေကျွန်တော်ဖတ်ကြည့်တော့ဟုတ်တယ်သေးကြတယ်ပေါ့နော်သေကြတယ်ဆိုမိမအဲ့ဒါဆိုတော့သူမှားလွဲတာဖြစ်မော်၉00ပြန်လွဲပေးလိုက်ဆိုပြီးတော့အမအမကျွန်တော်ပြောမမှုရုပ်ကိုကြည့်လိုက်အမမမမှုရုပ်မသေးကြတော့ဟုတ်လားနော်ပြပြန်လာအဲ့ဒါကျွန်တော်900ပြန်လွှဲပြလိုက်ဆိုတော့လွှဲပြသွားပြီးတော့ပတ်စံတွေပြန်တွက်ကြည့်တဲ့အခါမှာသူပတ်စံ1000အောင်မဝင်လာဘူးအဲ့ဒါနဲ့မတင်ငါလို့ဆိုပြီးတော့ကျွန်တော်တို့ဒီမှာဘန်ကိုလာတယ် เนาะဘန်ကိုလာတယ်ဘန်ကိုလာပြီးတော့ဒီမှာကျွန်တော်ကားနဲ့ဘန်ကိုလာတယ်ဘန်ကိုလာပြီးတော့ကျွန်တော်တို့ဒီပတ်စံကိုစစ်ကြည့်ရဲ့ခါမှာ10တဲဝင်တယ်เนาะအနောက်ကတုံညနှလုံးကတော့သူဘယ်လိုလောက်ထားလဲမသိသလား10ပဲဝင်တယ်အဲ့ဒီဝင်တဲ့10ကเนาะ10ပဲဝင်တယ်အဲ့ဒီ10ပဲဝင်ပြီးတော့အဲ့ဒီစစ်လက်ကိုသူဘယ်လိုလောက်ထားလဲမသိကျွန်တော်စကန်ဖတ်ကြည့်တော့လဲတထောင်ပဲအဲ့လိုတထောင်ပဲပေါ်တယ်เนาะတထောင်ပဲအဲ့လိုပေါ်ပြီးတော့အဲ့ဒီမှာကျွန်တော်ဒီမှာလက်စစ်ကြည့်တော့ကျွန်တော်ဘန်လဲကိုဘန်စာအောက်ထဲကိုလုံးဝ နော်ပတ်စံကမဝင်လာဘူးအဲ့ဒါညီကုံမောင်တို့ရဲ့သတိထားရအောင်ပြောတာနော်တ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 ယ်ဗျလိန်နေလူပါတိလားနော်ဒီဆက်လက်အတူလောက်တဲ့နေရာတွေရောကျွန်တော်တို့ပြောမယ်ဆိုပတ်စံကိုအဟွာတဲ့ကိုလေပတ်စံဝင်လာတဲ့ပုံစံကိုတတောင်းဖြစ်အောင်လောက်တာတော့အမတန်တော်တယ်ဒီလိုပညာနဲ့တခြားလို့လောက်ဆိုင်တော်တော်လေးကိုဟိုအောင်မြင်မယ်လို့ပြောအောင်နော်ဒါပေမဲ့နှမျောဖို့ကောင်းတာဟိုလိန်တဲ့နေရာမှာတုံးပြီးသွားတော့လေအဲတော်တော်လေးဒါမှကိုရိုကိုရီလိုမျိုးဒါတော်တော်လေးကိုနှမ်းစတိကြပါတယ်ဆိုတော့လူတွေတောင်မှအလင်ကန်ထိသွားတာ နော်အဲ့ဒီလူအကောက်ကိုလည်းကျွန်တော်တင်ပေးဦးမယ်ပြီးလို့ရှိလို့ရှိရင်နော်ခဏလေးကျွန်တော်ပြန်လာခဲ့မယ်ပြီးအဲ့ဒီလူအကောက်ကျွန်တော်ပြပေးမယ်ခဏလေးဒါဒီထဲမှာကျွန်တော်ပြထားတဲ့အကောက်ပေါ့နော်စလစ်တွေကကြတော့အဲ့လိုပဲတော်တော်တော်တယ်လို့ပဲပြောရမှာပဲဒီနေ့မနက်ကိုကျွန်တော်တို့သွားပြီးတော့လှူကန်နီးကိုဗျာကြည့်လိုက်အာတလူကန်နီးကိုဟိုအာကုတုပေးသွားတာဒါမှဒီပစံမမို့ဆိုလို့ရှိရင်ရင်ချိုးမရပါရင်ထုမနာပါဖြစ်ရမှာမကြည့်သူတသားကိုမဝင်လား ်အာဒီနေ့ကျွန်တော်တို့ကဘာမှသွားပြီးစာအုပ်တစ်ခုဆက်လိုက်တာဘာမှသွားပြီးဆက်လိုက်တာလုံးဝအဲ့ပတ်စံတော်တော်မဝင်လာအောင် ဟွာပေါ့လူတွေကိုပြန်လာဆိုရုပ်မရတော့လူတွေကိုစိတ်သနာပဲဒီနေ့ဆိုသွားလှူကန်ဒီကျွန်တော်တို့စီမှာဟွာပေါ့ဈေးဝယ်တယ်ဆိုပြီးတော့လိမ့်တယ်ဒါကျွန်တော်တို့တင်ရခြင်းဆိုတာပတ်စံ900ကကျွန်တော်တို့အဲ့ဒီပတ်စံနဲ့လည်းဘာမှမဖြစ်သွားဘူးမွဲလည်းမမွဲသွားဘူးဘာမှသူရသွားလို့လည်းသူမချမ်းသာပါဘူးဒါပေမဲ့နောက်ထပ်ကျွန်တော်တို့ထိုင်းရညီကိုမောင်နှမတွေပေါ့နော်အဲ့လိုဘန်ကက်ကင်တဲ့ညီကိုမောင်နှမတွေမထိရအောင်ကျွန်တော်ပြောထားပြီးတယ်ဘလို့ပဲဖြစ်ကိုတဲ့ကိုစလစ်ဝင်လာတယ်သူစလစ်ပြလာတယ်ကိုတဲ့ကိုပတ်စံအဝင်ကျွန်တော်တို့ဒီမှာပြလာတယ်ဒီလိုပုံစံမျိုးအဲ့လိုအဝင်ပြရလဲမယုံနဲ့ เนาะမယုံနဲ့သွားပြီးတော့ကိုယ့်ကိုဘန်ဘုံမှာကိုယ်သွားပြီးတော့စစ်ကြည့်နောက်ပြီးတော့ကျွန်တော်စစ်နည်းတွေရှိတယ်ဘန်မှာသွားပြီးပြန်စစ်ကြည့်เนาะတေချာလေးစစ်ကြည့်ပါအခုနောက်ပိုင်းလူလိန်တွေကတော်တော်ဆိုးလာတယ်เนาะသူများရဲ့ဟိုချွေးနှဲစာဟောဗျာပြောမစလို့ချင်းအလကားစားခြင်းနဲ့ကောင်းတွေကပူဆိုးလာတယ်လက်ကြောမတင်မဲနဲ့သူများဥစ္စာလိန်စားညာစားခြင်းနဲ့ကောင်းတွေတော်တော်ပေါ်လာတယ်ဒါပေမဲ့ကျွန်တော်တို့ပတ်စံအောင်သူစားရွာလို့ရှိလို့ရှိရင်လည်းခဏပေါ့ဒါပေမဲ့အဲ့ဒီပတ်စံနဲ့တူတော့ကျို့တို့ပြန်ပေးလိုက်မယ်သိလား သူဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ပတ်စံဖြူစင်တဲ့ငွေကြီးကကျွန်တော်ချွေးနေတာလည်းလောက်တာအဲ့ပတ်စံကြီးကကျွန်တော်လှူနေတာအဲ့ဒီသူများကိုလှူတဲ့ဥစ္စာတွေကိုအလူငွေပြောမှဆိုလို့ရှိရင်ကိုအလူငွေဒီရအောင်ဆို၉၀၀မှုဆိုကျွန်တော်လှူလို့ရှိရင်လည်းအများကြီးရတယ်အဲ့သူများကလှူတဲ့ဥစ္စာတွေကိုပဲသူတို့ကလောက်နေတယ်ဆိုတော့ဒီလိုမျိုးပဲအဲ့လိုမျိုးဖြစ်မှာပဲနော်ဒီအတွက်ပါเนาะအဲ့ဒါဆိုလို့ရှင်ကျွန်တော်ဒီမှာဘယ်လိုလောက်လို့ရလဲကျွန်တော်ကြည့်မှာအဲ့ဒီသူ့ကိုလွှဲပြီးတဲ့အကောက်တွေပါကျွန်တော်ပိတ်လို့ရတယ်ဆိုပိတ်မှာအဲ့ဒါထိုင်းအကြီးကိုမောင်တော့ကလုံးဝသတိထား မမိုးဆိုရင်ဟွာမျက်ရည်တောင်ကြရတယ်သူပတ်ဆက်နှမျောတာဗောဗျာနော်နှမျောတာဗောဒီကောက်ပိုင်ရှင်မကြီးကျွန်တော်ရေးထားတဲ့စာတွေပါတယ်ဗျာကျွန်တော်အကုန်ချတာပြီးရယ်နော်အလှသွားလောက်ကနေဗျာအာကုသို့ပေးပါကျွန်တော်ကလည်းစစ်တယ်ဗျာအဲ့ဒီစလစ်ကိုလည်းစကန်ဖတ်ကြည့်တာနော်စကန်လဲလုံးဝဝင်တယ် စကန်လေးလည်းလုံးဝဝင်သွားတယ်ပတ်စံကလည်းကျွန်တော်အဝင်မှပြထားဒါပေမဲ့ဝင်ရမရှိဘူးသူမမိုးကမတင်အောင်မနဲ့ငါ3000ကျန်တာတဲ့ဘာဖြစ်လို့ဘောနော်သူ1000ဝင်တယ်ဆို6000လောက်ဖြစ်နေရမှာ9000ကျော်ပဲရှိတော့သူကမတင်ငါကိုကလည်းဩမိမရဲ့ဒီမှာဆလစ်တွေပါလဲရှိနေပြီစကန်လုံးလည်းရတာပဲဆိုပြီးတော့အဲ့ဒါမှလှုပ်လိုက်တာပေးလိုက်တာအဲ့ကျွန်တော်တို့လုံးဝမတင်ငါလို့ဆိုပြီးတော့အာသူလည်းပြောတာလုံးဝမတင်ငါဆိုတော့ကျွန်တော်ဘန်သွားပြီးတော့ဘန်မှာဆက်လိုက်တာလုံးဝအိပ္ပစာမို့တော့10ပဲဝင်လာတာအဲ့ဒီအနောက်မှာ3ညနှလုံးနဲ့သူဘယ်လိုလှုပ်လိုက်ရောမသိတော်တော်တော်တယ်ဗျာ เนาะတော်တော်တော်တယ်ဟိုလိန်တအားလိန်တဲ့နေရာတော့အဲ့ဒီပညာကိုလေတခြားအကျိုးရှိတဲ့နေရာမှာအသုံးချလို့ရှိရင်အရန်အကျိုးရှိမှာဒါပေမဲ့ဟိုမဟုတ်တဲ့နေရာမှာအသုံးတခြားတော့ဘာမှမဟုတ်တဲ့ဥစ္စာတွေနဲ့ပေါ့เนาะအဲ့ဒါကိုယ့်ရဲ့ထိုင်ရညီကိုမောင်နှမတွေလည်းမလိန်ခံမထိရအောင်ကျွန်တော်တင်ပြရခြင်းဖြစ်ပါတယ်ဒီအကောက်ဒီလိုပုံစံမျိုးနဲ့အဲ့မှာပတ်စံလွှဲလာတယ်ကျွန်တော်ပြောမှဆိုတော့ကျွန်တော်ဈေးရောင်းလို့ဆိုတော့ဗျာတထောင်မိုးပဲတော့မာပြီးတော့တထောင်လွှဲလိုက်မိတယ်ဆိုတော့အော်ကိုကလည်းကိုမာပြီးလွှဲလာဆိုတော့ကျွန်တော်သူများပတ်စံဆိုကိုယ့်စီမှာအကြကြမထားကြဘူးယူလဲမယူကြဘူးစားလဲမစားဘူးသူများပတ်စံအားကြောင့်မို့ကိုလည်းအဲ့လိုလှုပ်လိုက်တာပေါ့နော် ကိုလိုစိတ်မျိုးပဲထင်ပြီးတော့လှုပ်လိုက်တာအဲ့လိုဖြစ်သွားတာအမမမမိုးမမမိုးသူသူ့တမီးထဲမှာသူအော်နာအာဒီလိုပဲပြောမှဆိုလို့ရှိရင်တတိရှိကြပါလုံးဝအရေးကြီးတယ်ကိုပစံဆိုတာဒါကျွန်တော်တို့လူမျိုးကတော့9000 8000 9000ကားမျိုးတကယ်မရှိတဲ့လူဆိုလို့ရှိရင်ပစံ8000 9000ဆိုသူတလားသာရှိရလေနော် ဒါကျွန်တော်တို့အတွက်ကတော့ဘာမှတော့မပြောပါတော့ပါဘူးဒါဒါပေမဲ့နှမျောတာပေါ့ဗျာနော်ကိုချွေးနေစားဆိုတော့လေနှမျောတာပေါ့အားကြောင့်မွန်ကြီးကိုမောင်မားတွေလည်းအခုလိုမျိုးအလင်ကန်ထိမှကြောက်လို့ကျွန်တော်တင်ပြရခြင်းဖြစ်ပါတယ်နော်ကိုစီပတ်ဆက်အလိုမှားလွဲတာဖြစ်ဘာပဲဖြစ်အဲ့လိုမျိုးလည်းပြောဖို့ဆိုသေချာစစ်ပါမစစ်နိုင်လို့ရှိရင်ဘန်းပါသွားပြီးစစ်ပါနောက်ကိုဝင်လာလားမဝင်လာလားဆိုတော့အဲ့ဒါလေးကိုကျွန်တော်လည်းပြောရခြင်းဖြစ်ပါတယ်ဒီနေ့တော့အလှူလောက်ခံနေကိုအာကုတုဝင်သွားတာပေါ့ဗျာနော်အလှူလောက်ပြီးတော့ရမယ့်ကုတုတွေရမယ့်ပီတိတွေကိုအာကုတုတွေဝင်သွားတာဩလူတွေလည်းလူတွေလည်းတဖြည်းဖြည်းကြောက်ဖို့ကောင်းလာတယ်ခင်ဗျာ